မိတ်ဆွေတို့လူတိုင်းတစ်ချိန်မဟုတ်တစ်ချိန်မှာကိုကိုကိုပြန်မေးဘူးကြမှာပါ။ငါဒါဘာလုပ်ခဲ့တာလဲ။ဒီလိုမေးခွန်းတွေကကျွန်တော်တို့ဘဝရဲ့လမ်းကြောင်းကို ပြန်သုံးတက်ဖို့ကိုကိုကို ပြန်လည်အသိရှိစေဖို့အရေးကြီးပါတယ်။ဒီလိုအတွေးတွေနဲ့စိတ်ကူးတွေကိုရောဘတ်ဖူကန်ဆိုတဲ့စာရေးဆရာကကဘာမြေကြီးပေါ်မှာငါဘာလုပ်ခဲ့ပြီးပြီလဲဆိုတဲ့စာအုပ်ထဲမှာဘလို့ရေးသားထားလဲဆိုတာကိုဒီနေ့မှဆွေးနွေးတော့ပါမယ်။ ရောဘတ်ဖူကန်ဆိုတာအမေရိကန်လူမျိုးစာရေးဆရာတစ်ယောက်ပါသူကသူ့ရဲ့ရိုးရှင်းပြီးထိရောက်တဲ့အတွေးခေါ်တွေနဲ့လူသိများပါတယ်သူ့ရဲ့စာအုပ်တွေဟာဘဝရဲ့အရေးကြီးတဲ့မေးခွန်းတွေကိုမေးမြန်းပြီးလူသားတွေရဲ့ဆက်ဆံရေး ကိုကိုကိုတံမိုးထားမှုနဲ့ပတ်ဝန်းကျင်အပေါ်သဘောထားတွေကိုလေ့လာဖို့အားပေးပါတယ်ပထမဦးဆုံးအနေနဲ့ဘဝရဲ့ကြီးမားတဲ့မေးခွန်းတွေကိုမေးပါဆိုတဲ့အကြောင်းအရာကိုဆွေးနွေးပါမယ်။အရေးကြီးဆုံးကကိုယ့်ကိုယ်ကိုဘယ်လိုမြင်လဲဆိုတာပါပဲ။ မိမိကိုယ်ကို ပြန်သုံးသပ်ခြင်းကအဓိကအချက်ပါငါဒါဘာလုပ်ခဲ့တာလဲနဲ့မင်းကိုမင်းဘယ်သူလို့ထင်လဲဆိုတဲ့မိခင်ကြီးရဲ့မေးခွန်းများဟာမိဘတွေရဲ့စူပူချင်းမောင်းခြင်းတမကဘဝရဲ့နက်နဲတဲ့စုံစမ်းမြင်မြန်းခြင်းတွေလည်းဖြစ်ပါတယ်ဥပမာအနေနဲ့မိษွေတို့ဟာအလုတ်တစ်ခုကိုမလုတ်ခင်ဒါမှမဟုတ်လုတ်ပြီးတဲ့အချိန်မှာကို ကိုကိုဒီမေခွန်းတွေကိုမေးခြင်းအဖြစ်မိမိရဲ့လုပ်ရက်တွေအပေါ်တာဝန်ယူနိုင်တယ်လို့ကိုကိုကိုလည်းပိုပြီးသိရှိလာနိုင်ပါတယ် နောက်ထပ်အရေးကြီးတဲ့အချက်ကပြင်ပရဲ့အကဲဖြတ်မှုထက်ကိုယ့်ရဲ့အတွင်းစိတ်အကဲဖြတ်မှုကပိုအရေးကြီးပါတယ်။တခြားသူတွေကမိษွေတို့ကိုဘလို့ပဲအကဲဖြတ်ပါစေ ကိုယ့်ရဲ့အတွင်းစိတ်ကသာအဓိကကြပါတယ်။မိษွေတို့မနဲ့တိုင်းကိုကိုကိုမှန်ထဲမှာပြန်ကြည့်တဲ့အခါတရားသူကြီးနဲ့ဂျူရီလူကြီးအဖြစ် ကိုကိုကိုသတ်မှတ်ပြီးဆုံးဖြတ်တင်ပါတယ်။ပြီးတော့ဒီမိကုန်းတွေကိုတစ်ချိန်တည်းဖြည့်ဖို့မဟုတ်ပဲအမြဲမေးနေရပါမယ်။ အတိတ်ကလောက်ရက်တွေပစ္စုပန်ရဲ့ရည်ရွယ်ချက်နဲ့အနာဂတ်ရဲ့လမ်းကြောင်းတွေကိုအမြဲစဉ်းစားနေခြင်းအဖြစ်ကိုယ့်ရဲ့တည်ရှိမှုကိုအမြဲတိုးတက်အောင်လှုပ်ဆောင်နိုင်ပါတယ်။ဒုတိယအချက်အနေနဲ့အထူးကြံမှုကိုရှောက်လန်းပြီးဆက်သွယ်မှုကိုရှာဖွေပါဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပါမယ်။အထူးကြံဆန်ခြင်းဟာလူတိုင်းအတွက်တာမန်အခြေအနေတစ်ခုပါ။ဒါဟာနာကျင်စရာရောပျော်ရွှင်စရာပါဖြစ်နိုင်ပါတယ်။ တယောက်တည်းအထီးကျန်တယ်လို့ခံစားရတဲ့အခါပြင်ပကအတန်တွေကိုဖယ်ရှားပြီးကိုစီကကိုပြန်ချဖို့လိုအပ်ပါတယ်အထီးကျန်ခြင်းနဲ့တယောက်တည်းခံစားရခြင်းမတူပါဘူးအထီးကျန်ခြင်းကတယောက်တည်းရှိနေခြင်းဖြစ်ပြီးတယောက်တည်းခံစားရခြင်းကအထီးကျန်တယ်လို့ခံစားနေရခြင်းဖြစ်ပါတယ်ဒီလိုခံစားနေရတဲ့အခါပိုပြီးအထီးမကျန်အောင်နေခြင်းထက်တငယ်ချင်းတွေနဲ့လူမှုအတိုင်းဝိုင်းကိုရှာဖွေသင့်ပါတယ် တကယ်တော့အတိတ်ပဲရှိတဲ့အထီးကျန်မှုကိုတခြားသူတွေကြားထဲမှာလည်းရှာတွေ့နိုင်ပါတယ်။ကိုယ့်ရဲ့အတွေ့အကြုံကိုမျှဝေခြင်းအပြင်မိတ်ဆွေတို့ရဲ့အထီးကျန်ဘဝနဲ့တခြားသူတွေရဲ့ဘဝကြားကကွာဟမှုကိုပေါင်းကူးပေးနိုင်ပါတယ်။ဒါဟာဆက်သွယ်မှုအတွက်ဖိတ်ခေါ်ခြင်းတစ်မျိုးဖြစ်ပြီးမိတ်ဆွေတို့ရဲ့လင်ငယ်လေးကိုတခြားသူတွေနဲ့ပုံမူနီးကပ်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့တာမန်ယာရီတဲကတံမိုးမဖြတ်နိုင်တဲ့အရာကိုရှာဖွေပါဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ ဘဝရဲ့အတ္တမိုးအရှိဆုံးအချိန်တွေဟာနေ့စဉ်ဘဝရဲ့တင်းငယ်တဲ့တာမန်ယာတွေထဲမှာရှိပါတယ်။မိษွေတို့ပဝန်းကျင်ကိုလိလာခြင်းအဖြစ်ကလေးတွေကစားနေတာအိမ်နီးချင်းတွေဥယျာဉ်ဆိုင်နေတာရိုးရှင်းတဲ့ကူညီဖေးမမှုတွေကနက်နဲတဲ့အမှန်တရားနဲ့အလှတရားတွေကိုဖော်ထုတ်ပြတာပေးပါတယ်။ဥပမာအဖြစ်မွန်ဒိန်းဆိုတဲ့ပုဂ္ဂိုလ်ကတာမန်ယာတွေကိုအလေးနက်ထားခြင်းအဖြစ်စိတ်ကူးစိတ်တန်းတွေကိုမြင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုပဲအတိတ်နဲ့အနာဂတ်ကိုပြန်တွေးနေမဲ့အစာပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးပတ်ဝန်းကျင်ကိုကြည့်ရှုဖို့အရေးကြီးပါတယ်။တံမိုးရှိတဲ့အရာတွေဟာကြီးကျက်ခံရတဲ့မြင်ကွင်းတွေနဲ့အမခန့်ဖြစ်ရတွေမှာလည်းမကပါဘူး။လူမှုဆက်ဆံရေးနဲ့ရိုးရှင်းတဲ့လုပ်ရက်တွေထဲမှာလည်းရှိပါတယ်။အိမ်နီးချင်းတွေဟာတင်ယူခြင်းဝန်ဆောင်မှုပေးခြင်းနဲ့တယောက်ကိုတယောက်ဂရုစိုက်ခြင်းတွေမှာပါဝင်နေတာကိုမြင်တွေ့ရခြင်းကလူမှုအတိုင်းဝိုင်းရဲ့တံမိုးမဖြတ်နိုင်တဲ့မြင်ကွင်းတစ်ခုပါပဲ။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပြောင်းလဲနေတဲ့ရှုထောင့်တွေကိုလက်ခံပါဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။ရေခဲမြစ်တွေပြန်လာတာကိုစဉ်းစားခြင်းအပြင်ဒါမှမဟုတ်ကြောက်ဖြစ်ရုပ်ကျွင်းတွေရဲ့တက်တန်းကိုတွေးတော်ခြင်းအပြင်ပြစ်ဆုတ်ပံရဲ့စိုးရိမ်ပူပန်မှုတွေအပေါ်ရှုထောင့်ကိုပြောင်းလဲစေနိုင်ပါတယ်။လူသားတွေရဲ့ယာယီသဘောတဘာဝနဲ့စကြဝဠာရဲ့ကြီးမားတဲ့စက်ဝန်းတွေကိုတတိယစေပါတယ်။ဒါကြောင့်ချီကာဂိုမြို့ကပျော်ရွှင်စိတ်အနေထားကလက်တွေ့ဘဝရဲ့အံ့ဩခွဲရာကြီးမားမှုကိုဖော်ပြပေးပါတယ်။ ဒါအပြင်မိတ်ဆွေတို့ရဲ့ရုပ်ပိုင်းဆိုင်ရာနေရာကိုပြောင်းလဲခြင်းဒါမှမဟုတ်ပုံမှန်လုပ်နေကြအလုပ်တွေကိုဖယ်ရှားခြင်းအဖြစ်ရှုထောင့်အစ်တွေကိုရရှိနိုင်ပါတယ်။ CF တဲ့မြို့ယူတာပြည်နယ်နဲ့ခရီတီကျွန်းစားတဲ့မတူညီတဲ့ယဉ်ကျေးမှုနယ်ပယ်တွေကြားမှာရွေးလျားခြင်းအဖြစ်လူတွေနဲ့နေရာတွေကြားမှာနက်နဲတဲ့ကွဲပြားခြားနားမှုတွေနဲ့အခြေခံတူညီမှုတွေကိုဖော်ထုတ်ပြသပေးပါတယ်။ဥပမာအဖြစ်ចောင်းကစူញံတန်းဟာရှူတော့တမျိုးကကြည်ရင် အားနည်းချက်တစ်ခုလို့ထင်ရပေမဲ့နောက်ရှုထောင့်တစ်ခုက ကြည့်ရင်လူငယ်တွေရဲ့အတန်နဲ့တင်ယူမှုရဲ့အတန်ကြောင့်တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကတော့ရိုးရှင်းတဲ့လုပ်ရက်တွေနဲ့လူမှုအတိုင်းဝိုင်းကိုတိဆောက်ပါဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်လူမှုအတိုင်းဝိုင်းကိုတိဆောက်ထိန်းသိမ်းခြင်းဟာတင်းငယ်တဲ့ဆုံးဖြတ်ချက်တွေနဲ့လုပ်ရက်တွေကနေစတင်ပါတယ်ဥပမာအားဖြင့်ရင်အသွားလာလမ်းမှာစောင့်ဆိုင်ခြင်း အများသုံးနေရာတွေကိုဂရုစိုက်ခြင်းဒါမှမဟုတ်အိမ်မွေးတိရစ္ဆာန်တွေကိုတန်ရှင်းရေးလုပ်ပေးခြင်းကအများအကျိုးအတွက်အထောက်အကူပြုပြီးတခြားသူတွေကိုလေးစားကြောင်းပြသရရောက်ပါတယ်။မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်က လူတွေကိုအာယုံစိုက်ခြင်းအဖြစ်ဆက်သွယ်မှုအတွက်အခွင့်အလမ်းတွေကိုဖော်ထုတ်နိုင်ပါတယ်။ရိုးရှင်းတဲ့အပြုံးကောင်းကြီးပြခြင်းဒါမှမဟုတ်ခဏတာစကားပြောဆိုခြင်းကအထူးကြံစည်မှုကိုအတိမတ်ပြုပြီးလူမှုအတိုင်းဝိုင်းရဲ့ခံစားချက်ကိုတိစောက်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ဘဝရဲ့မတိချာမရေရာမှုတွေကိုလက်ခံပါဆိုတဲ့အကြောင်းအရာနဲ့ဆွေးနွေးတင်ပြသွားပါမယ်။လူအများစုဟာဘဝမှာအပြေရှားမရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။လူမှုအကူအညီလိုအပ်နေသူတွေနဲ့တွေ့ဆုံတဲ့အခါဒါမှမဟုတ်ကိုယ်ကိုယ်တိုင်အမားတွေလုံမိတဲ့အခါဖြေရှင်းဖို့ခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ဒီလိုအခြေအနေတွေမှာမတိချာမရေရာမှုတွေကိုလက်ခံဖို့ကအရေးကြီးပါတယ်။ဘဝမှာအမြဲတမ်းဟုတ်တယ်ဒါမှမဟုတ်မဟုတ်ဘူးဆိုတဲ့အဖြေမျိုးမရှိပါဘူး။ ဖြစ်နိုင်တယ်ဆိုတဲ့အဖြေမျိုးသာရှိတတ်ပါလေ။ဒီအခြေအနေကိုလက်ခံခြင်းကရှုပ်ထွေးတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြေရှင်းဖို့နဲ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုစီမံခန့်ခွဲဖို့အရေးကြီးပါလေ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့မတိချာမရေရာမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါကျင်နာမှုနဲ့တုံ့ပြန်ခြင်းကအကောင်းဆုံးပါပဲ။နောက်ထပ်အကြောင်းအရာတစ်ခုကတော့တင်းငယ်တဲ့ပျော်ရွှင်မှုတွေကိုရှာဖွေပါဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် ဘဝမှာကြီးကျယ်ခံထားတဲ့အရာတွေရှိပေမဲ့ရိုးရှင်းတဲ့အရာတွေထဲမှာလည်းပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါတယ်။တငယ်ချင်းတွေနဲ့အတူတချင်းဆိုချင်းဒါမှမဟုတ်အိမ်လုတ်ကုတ်ကီးတွေကိုမျှဝေစားသုံးခြင်းကတာယာပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။ဒါအပြင်နေ့စဉ်ဘဝထဲမှာပျော်ရွှင်စရာခွင့်လန်းတွေကိုရှာဖွေသင့်ပါတယ်။ ကလေးတွေရဲ့တံပရာရေဆိုင်လေးတွေကိုမြင်တွေ့ရတာဂယုတဆိုင်နဲ့ထိမ့်သိမ်းထားတဲ့အများသုံးနေရာတွေကိုတွေ့မြင်ရတာဒါမှမဟုတ်သူစိမ့်တယောက်နဲ့ရေစရာစကားပြောဆိုရတာတွေကနေ့စဉ်ဘဝကိုတံမိုးမြင့်တင်ပေးပါတယ်။ပျော်ရွှင်မှုဆိုတာရုတ်တရက်ပေါ်လာတဲ့ခံစားချက်တစ်ခုမဟုတ်ပါဘူး။မိษွေတို့အနေနဲ့ပဝန်းကျင်ကတင်းငယ်တဲ့တာမန်အရာတွေကိုတံမိုးထားခြင်းအဖြစ်ဘဝရဲ့စိန်ခေါ်မှုတွေကြားထဲမှာလည်းပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကိုပါကိုထိမ့်ချုံနိုင်လဲဘာကိုမထိမ့်ချုံနိုင်လဲဆိုတာကိုနားလည်ပါဆိုတဲ့အကြောင်းအရာနဲ့ဆွေးနွေးတင်ပြသွားပါမယ်။ပျော်ရွှင်မှုနဲ့လွတ်လပ်မှုဟာအခြေခံမှုတစ်ခုကို ရှင်းရှင်းလင်းလင်းနားလည်ခြင်းနဲ့စတင်ပါတယ်။အဲ့ဒါကတော့အချို့အရာတွေဟာကျွန်တော်တို့ရဲ့ထိမ့်ချုံမှုအတွင်းမှာရှိပြီးအချို့အရာတွေကမရှိပါဘူး။အပစ်ဒီတက်ဆိုတဲ့ store အတွေးခေါ်ပညာရှင်တဦးကပြောခဲ့သလိုပဲမိတ်ဆွေတို့အနေနဲ့ပြင်ပအခြေအနေတွေကိုမရွေးချယ်နိုင်ပေမဲ့ ကိုယ့်ရဲ့သဘောထားနဲ့တုံ့ပြန်မှုကိုအမြဲရွေးချယ်နိုင်ပါတယ်။ဒီနားလည်မှုကတည်ငြိမ်အေးချမ်းမှုနဲ့လွတ်လပ်မှုရဲ့အခြေခံအုတ်မြစ်ပါပဲ။အခက်ခဲတွေကမိษွေတို့ရဲ့အတွင်းစိတ်အရင်းမြစ်တွေကိုအသုံးပြုဖို့အခွင့်အရေးတွေပါပဲ။တုံ့ပြန်မဲ့အစားနောက်ဆုတ်ပြီးစိတ်ကိုတည်ငြိမ်အောင်ထားပါ။ပြီးတော့ဖြစ်နိုင်ခြေရှိတဲ့အကျိုးကျေးဇူးတွေကိုရှာဖွေပါ။ မိတ်ဆွေတို့ရဲ့လောရက်တွေကိုလမ်းညွှန်ဖို့အတွက်စင်ကျင်တုံတရားနဲ့ရှင်းလင်းတဲ့အတွေးခေါ်ကအရေးကြီးပါတယ်။မိတ်ဆွေတို့ပညာရှိတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပြီးတဲ့နောက်တခြားသူတွေက နားမလည်ရင်တောင်အဲ့ဒီလမ်းကြောင်းကိုဆက်လျှောက်ပါ။အမားတွေအတွက် ကိုကိုကိုခွင့်လွှတ်ပြီးအဲ့ဒီအမားတွေကနေတင်ယူပါ။နောက်ဆုံးအနေနဲ့ကျင်နာမှုနဲ့စာနာထောက်ထားမှုကိုရွေးချယ်ပါဆိုတဲ့အကြောင်းအရာနဲ့ဆွေးနွေးတင်ပြသွားပါမယ်။ စာနာစိတ်ရှိခြင်းကဘာမှမရှိတာထက်အမြဲတမ်းပိုကောင်းပါတယ်။တခြားသူတွေရဲ့လိုအပ်ချက်တွေကိုအကဲဖြတ်ခြင်းကရှုပ်ထွေးပြီးမဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပေမဲ့ဉာဏ်မှုနဲ့စာနာထောက်ထားမှုနဲ့တုံ့ပြန်ခြင်းကပိုမိုတန်ဖိုးရှိပါတယ်။တစုံတယောက်ကမထိုက်တန်ဘူးဆိုရင်တောင် ကူညီပေးခြင်းအဖြစ်တကယ်လိုအပ်နေသူတွေကိုမလွတ်သွားအောင်ကာကွယ်ပေးနိုင်ပါတယ်။စစ်မှန်တဲ့စာနာထောက်ထားမှုဟာတနာချင်းထက်ပိုပါတယ်။ မျှဝေခံစားရတဲ့လူသားဆန်တဲ့ရုန်းကန်မှုကိုအတိမတ်ပြုပြီးစာနာစိတ်နဲ့လှုပ်ဆောင်ခြင်းပါဝင်ပါတယ်။ကဘာပေါ်ကပြည်တနာအားလုံးကိုဖြည့်ရှင်းဖို့မလိုအပ်ပါဘူး။တင်းငယ်တဲ့ဉာဏ်မှုတွေက ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။အကူအညီပေးခြင်းအစားအစာမျှဝေခြင်းဒါမှမဟုတ်တစုံတစ်ယောက်ရဲ့တည်ရှိမှုကိုအတိမတ်ပြုခြင်းကပုံမိုလ်လူသားဆန်ပြီးဆက်သွယ်မှုရှိတဲ့ကဘာတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ကျင်နာမှုနဲ့စာနာထောက်ထားမှုကိုရွေးချယ်ခြင်းအဖြစ်ကဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်အောင်ဖန်တီးနိုင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့လူတိုင်းပြောပြခြင်းနဲ့ဇလန်းတွေကိုနားထောင်ပါဆိုတဲ့အကြောင်းပြောပြခြင်းပါတယ်လူတိုင်းမှာပြောပြစရာဇလန်းတွေရှိပြီးမေးမြန်းခံရရင် ပြောပြခြင်းကြပါတယ်မိတ်ဆွေတို့တွေ့ဆုံတဲ့လူတိုင်းမှာမတူညီတဲ့တမိုင်းနဲ့ရှုထောင့်တွေရှိပါတယ် သူတို့ဟာမိษွေတို့မသိတဲ့အရာတွေကိုသိပြီးမိษွေတို့ကိုလှုံ့ဆော်နိုင်တဲ့အတွေ့အကြုံတွေရှိပါတယ်။လူတဦးချင်းစီဟာကဘာပေါ်ကတခြားခန်းတစ်ခုစီကိုဝင်ရောက်နိုင်တဲ့တကားတစ်ချက်ပါပဲ။အပေါ်ရန်စကားတွေထပ်ပို့ပြီးနဲ့နဲတဲ့ဆက်သွယ်မှုတွေရရှိဖို့မိကုံးတွေကိုတေချာရွေးချယ်မြင်မြန်တင်ပါတယ်။ တခြားသူတွေနဲ့ပုံမှန်အတိတ်ပဲရှိတဲ့ဆက်သွယ်မှုရရှိဖို့နဲ့သူတို့ရဲ့လူသားဆန်တဲ့အရေးချင်းတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့စကားဝိုင်းအတွက်အသက်ကလေးစီရင်တစ်ခုထားရှိခြင်းကအထောက်အကူဖြစ်စေနိုင်ပါတယ်။တခြားသူတွေပြောပြတာကို နားထောင်ပေးခြင်းကအရေးကြီးပါတယ်။ဒီလိုနားထောင်ပေးခြင်းအဖြစ်သင်ယူနိုင်တယ်လို့စိတ်အားထက်သန်မှုလည်းရရှိစေနိုင်ပါတယ်။မိတ်ဆွေတို့ကိုရိုးရှင်းတယ်လို့ထင်ရင်တော့တခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းကအကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ယဉ်ကျေးမှုအသီးသီးကဆက်သွယ်မှုတွေကိုရှာဖွေခြင်းအကြောင်းကိုဆွေးနွေးခြင်းပါတယ်။မိတ်ဆွေတို့ရဲ့မွေးရမြေဒေတာနဲ့ယဉ်ကျေးမှုနောက်ခံကဆက်သွယ်မှုတွေကိုအဆုံးဖြတ်ပေးနိုင်တယ်လို့မဆိုနိုင်ပါဘူး။မိတ်ဆွေတို့ရဲ့စိတ်တက်နဲ့လက်ရောညီထွေဖြစ်တဲ့နေရာတွေနဲ့လူတွေနဲ့အတူဆက်သွယ်မှုတွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ဥပမာအားဖြင့်ကျွန်တော်ဟာခရီးတန်လူမျိုးပါလို့ပြောခြင်းအားဖြင့်သူတို့ရဲ့ယဉ်ကျေးမှုကိုလေးစားကြောင်းပြသပြီးယဉ်ညှိမှုကိုတည်ဆောက်နိုင်ပါတယ်။ အဲဝစ်ကြည်ပုံပြီးဒစိမ့်တွေကိုကြိုဆိုတဲ့ယဉ်ကျေးမှုတွေဟာခိုင်မာတဲ့ဆက်သွယ်မှုကိုတည်ဆောက်နိုင်ပါတယ်။အတိုင်းဝိုင်းတစ်ခုရဲ့ဘဝတဲကိုပါဝင်ခွင့်ရခြင်းကခင်မင်းရင်းနှီးမှုကိုတည်ဆောက်ပေးပါတယ်။မတူညီမှုတွေရှိပေမဲ့လူတွေနဲ့နေရာတွေဟာတူညီမှုတွေပိုများပါတယ်။ဒီလိုတူညီတဲ့လူသားဆန်မှုကိုအတိမတ်ပြုခြင်းအဖြစ်ယဉ်ကျေးမှုနယ်ပယ်တွေကိုကျော်လွန်ပြီးဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှနေရာတစ်ခုရဲ့မြေစည်းလွှာနဲ့လူတွေကမိတ်ဆွေတို့ရဲ့လက်အောက်ကိုရောက်လာပြီးသူတို့တွေကတယောက်လိုခံစားရစေနိုင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကြက်ရှိနေတဲ့နာမည်တွေကိုတံမိုးထားပါဆိုတဲ့အကြောင်းကိုဆွေးနွေးခြင်းပါတယ်။ကြက်ရှိနေတဲ့နာမည်တွေကကျွန်တော်ဟာကံကောင်းတဲ့သူတယောက်ပါလို့အမြဲတမ်းပြီးနေပါတယ်။ဘဝဟာလူတွေအမြဲဝင်ထွက်သွားလာနေတဲ့နေရာတစ်ခုပါ။မိတ်ဆွေတို့ရဲ့လိပ်စာစာအုပ်ထဲကနာမည်တွေအများစုဟာ ခဏတာတွေ့ဆုံမှုတွေကိုကိုစားပြုပြီးတချို့နာမည်တွေကနှက်ဆိုင်ပြီးကြာရှည်ခံတဲ့ဆက်သွယ်မှုတွေကိုကိုစားပြုပါတယ်။ဒီလိုမိတ်ဆွေဖြစ်မြောက်ရေးကကြန့်ရှိနေသူတွေရဲ့တန်ဖိုးကိုဖော်ပြပေးပါတယ်။အချိန်ကြာလာတာနဲ့အမျှအဓိကမိတ်ဆွေအုပ်စုတစုပေါ်လာပါတယ်။သူတို့ကမိတ်ဆွေတို့ရဲ့ဘဝမှာအဓိကအခန်းကဏ္ဍကပါဝင်ပြီးသူတို့ရဲ့ဖုန်းနံပါတ်တွေကိုအလို့ရနေတယ်လို့သူတို့ရဲ့အတန်တွေကိုလည်းချက်ချင်းမှတ်မိနိုင်ပါတယ်။ သူတို့ဟာဝမ်းနည်းပူဆွေးမှုနဲ့ပျော်ရွှင်မှုတွေမှာ အမြဲတမ်းအတူရှိနေပေးပြီးမိษွေတို့ရဲ့တမိုင်းကိုထိမ့်သိမ်းဆောက်ရှောက်ပေးပါတယ်။ဒီလိုမိษွေတွေဟာကြီးမားတဲ့ကြွယ်ဝမှုနဲ့တက်တောင့်တက်တာဖြစ်စေတဲ့အရာတစ်ခုပါပဲ။သူတို့ကမိษွေတို့ဟာတယောက်တည်းမဟုတ်ဘူးဆိုတာကိုတတိပေးနေပြီးမိษွေတို့ရဲ့ဘဝကိုမြင်တွေ့ခံစားပြီးတန်ဖိုးထားကြောင်းပြသပေးပါတယ်။ အချိန်တွေကုန်လွန်သွားတာနဲ့အမျှသူတို့ရဲ့အတန်တွေကဘဝတစ်ခုရဲ့ပျော်ရွှင်မှုနဲ့မျှဝေခံစားခဲ့ရတဲ့တမိုင်းကိုဂုံပြုပြီးကြမ်းရှိနေမှာဖြစ်ပါတယ်။မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကိုပြန်ချုပ်ရမယ်ဆိုရင်ကိုကိုကိုအမြဲမေးခွန်းထုတ်ပါတယောက်တည်းအထူးကြံစံတဲ့ခန်းစာချက်ကိုရှောင်ရှားပြီးတခြားသူတွေနဲ့ချိတ်ဆက်ဖို့ကြိုးစားပါ။နေ့စဉ်ဘဝရဲကတာမန်ယာရီမှာတံမိုးကိုရှာဖွေပြီးရှူတော့အမျိုးမျိုးကိုလက်ခံပါ။ ရိုးရှင်းတဲ့လောက်ရက်တွေနဲ့လူမှုအတိုင်းဝိုင်းကိုတိဆောက်ပြီးရှုပ်ထွေးတဲ့ဘဝရဲ့အခြေအနေတွေကိုလက်ခံပါပြီးတော့သိငယ်ပြီးတာမန်ပျော်ရွှင်မှုတွေကိုရှာဖွေပါနောက်ဆုံးအနေနဲ့ကိုပါကိုထိန်းချုပ်နိုင်လဲဘာကိုမထိန်းချုပ်နိုင်လဲဆိုတာကိုနားလည်ပြီးစင်နာမှုနဲ့စာနာထောက်ထားမှုကိုရွေးချယ်ပါမိ쇠တို့အားလုံးလူတိုင်းမှာပြောပြစရာဇလန်းတွေရှိတယ်ဆိုတာကိုသတိရစေချင်ပါတယ် ဒါကြောင့်ဒီစာအုပ်ထဲကလိလသင်ယူခဲ့ရတဲ့အရာတွေကိုလက်တွေ့အသုံးချပြီးပုံမှန်ပြည့်စုံတဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေလို့တိုက်တွန်းချင်ပါတယ်